ခုတင်ဆက်ပေးမယ့်သတင်းကတော့အကြိမ်မဆက်နိုင်တာကြောင့်မန်ကနဝင်း Ryan Giggs ပိုင်းနဲ့စစ်သားဆိုင်ကိုပိတ်သိမ်းလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။မန်ကနဝင်းကစားသမားတဲ့ဖြစ်တဲ့ Ryan Giggs ဟာအကြိမ်မဆက်နိုင်တာကြောင့်သူ့ပိုင်းဆိုင်နဲ့စစ်သားဆိုင်တခုကိုပိတ်လိုက်ရတယ်လို့သိရပါတယ်။မန်ချက်စတာမြို့ခိတားမန်ချက်စတာရဲမှာဖွင့်လှစ်ထားတဲ့ Ryan Giggs ရဲ့ George လို့အမည်ပေးထားသတောက်ဆိုင်ဟာမန်ချက်စတာမြို့သားတွေကြားမှာရေပဲစားတဲ့ဆိုင်တစ်ဆိုင်ဖြစ်ခဲ့ပါတယ်။ Ryan Giggs အနေနဲ့ကျောက်သတောက်ဆိုင်နဲ့ပတ်သက်ပြီးကုန်တယ်တွေကိုအကျေးပေါင်း1000ကျော် အခွန်ပေါင်း5000ကျော်နဲ့ဗန်ရွှေငွေပေါင်း4000ကျော်ကိုတတ်မှတ်ချက်တွေတိုင်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိတာကြောင့်ဆန်ပိတ်လိုက်ရဖြစ်တယ်လို့သိရပါတယ်ကျောစာတော်ဆိုင်ဟာမန်ယူကစားသမားဟောင်းတွေပါဝင်မန်ယူအသင်းနဲ့ပတ်သက်သူတွေပုံမှန်လာအောင်အပိတ်ကြရဆိုင်တွေကရောင်းအကောင့်နဲ့ကြာကဘလို့အကြောင်းနေကြောင်း Rigis အနေနဲ့အကျွေးတင်မျိုးဆိုင်ပိုင်လိုက်ရတဲ့အခြေအနေရောက်ခဲ့ရတယ်ဆိုတာကိုနားမလည်နိုင်တော့ဖြစ်တယ်လို့ Rigis နဲ့အင်းအင်းဆက်တဲ့ငွေတွေဖြစ်တယ်လို့မန်ယူကစားသမားဟောင်းတက်လို့လည်းဖြစ်တယ်နီကီဘတ်ကပြောကြခဲ့လို့လည်းသိရပါဗျ။ ဒီသတင်းတော်ညင်းချောင်းအောင်ပေးပို့လာပါ